အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာလှပရေးသားတဲ့တီလရှင်ပေါ့စနာကိုမရမက အပါဆွဲသူဆိုတဲ့ဝိထုတိုးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ဤအဖြစ်ပြက်သည်15ရာစုတွင်အီတလီပြည်၌ဖြစ်ပျက်ခဲ့ပြီသည်။အီတလီပြည်ဖလော်ရင်၌ဖီလစ်ပိုလစ်ပီသည်ကြောင်ကြာသောရက်ွက်ကလေးတစ်ခုဝယ်နေထိုင်လျက်ရှိနေပြီသည်။လစ်ပီသည်ငယ်စဉ်ကပင်လည်း မိဘနှစ်ပါးတို့ဆုံးပါခဲ့ရလျာမိဘမဲ့သားကလေးအဖြစ်ဖြင့်စင်းရဲနွမ်းပါသော အတော်တယောက်ကိုမိခိုကဲ့ရဲ့၍နေခဲ့ရလေသည်တိုးတော်လစ်ပီသည်ညိုညင်ဝမ်းနေခြင်းမရှိ အလွန်တရာပျော်မွေ့ပွေကောင်းလာစွာသောဖလော်ရင်မြို့ထဲ၌တငယ်ချင်းများနှင့်အတူ လေကာပတ်ခါစိုးကပေကာနှင့်တဖြည်းဖြည်းအသက်ကြီးပြင်း၍လာခဲ့ရပေသည် တခါတရံတွင်လစ်ပီသည်အာနုမြင့်ကမ်းမတစ်ချောင်းတိုင်းရှောက်၍ လဲပတ်လိရှိ၏။အာနုမြကန်းပါတွင်က များလာစွာသောတပြက်ချံများတန်လွင်ပင်များ ထင်းယူတော်များနှင့်လဲခွေးများရှိ၏။လစ်ပီသည်လဲတော်တွင်လဲလျောင်းက အလေးကျပန်းမွေများ၏အကြားတွင်ဇိမ်ခံ၍မှိန်နေတတ်၏။တဘာဝ၏အလှကို ကြာကြာနနကြီးခံစား၍နေတတ်သည်။ထိုခံစားထိတွေ့ရသော အရာသာတို့သည် နောင်ခါ၌လစ်ပီ၏ပကြီးဆုပ်ချက်များတွင် ပေါ်လွင်ထင်ရှားပြောင်မြောက်လာခဲ့လေတော့သည် တနေ့တွင်မြို့၌ရှိသော ကာမီလိုက်သီလာရှင်เจ้าအုပ်ဖုံတော်ကြီးကလစ်ပီအားကောက်ယူမွေးစားလိုက်၏ငါသာငါမင်းကိုကြည့်ရှုပြုစုမယ်မင်းကောင်းကောင်းနေပြီးတော့ပညာကျိုးစားသင်ပါဟုဖုံတော်ကြီးကဖြောင်းဖြပြောဆိုပေသည်ဖုံတော်ကြီးနှင့်အတူနေရသောအခါ၌လစ်ပီသည်ဝူရေးစားရေးနေရေးထိုင်ရေးအတွက်ဘာမှမပူပင်ရသောကြောင့် လက်ဦးတွင်ပျော်တလလိုဖြစ်၍နေမိလေသည်သို့သောများမကြာမီပင်လစ်ပီသည်တင်ကန်းစာများကို မုံတီးလာ၏တမာချန်းစာကို အထက်ထက်မဖတ်လိုပဲညင်းငွေလာ၏ကနန်းတင်စာတွက်ရန် ပြင်းရီလာ၏မေတီလာရင်ကြောင်း၏စီကံများကို တော်လန်ရန် စိတ်ပေါက်လာပြီသည်ထိုအခါလစ်ပီသည်သူယခင်ကအတူတူလမ်းတလား၍ရွာရိုးတခြားတီဗီပေပတ်ဖြစ်သော တငယ်ချင်းများကိုတရိရလာ၏ရှင်းနီးတူလွတ်လွတ်လပ်လပ်တေးချင်းပေးချင်းစိတ်များလည်းပေါ်ပေါက်လာရပေသည်ဤကဲ့သို့ပြင်းရည်ညီးငွေလာသောအခါတွင် လစ်ပီသည်အပြင်းပြေသောဖြင့်စာအုပ်နှခမ်းသားများ၌အယုတ်ကလေးများ ရေးချစ်စာပြုလာ၏ညနေသည်ဆက်ကူအလွန်များပေါ်၌ပုံဆွဲသည်ဆက်ကူမရနိုင်သောအခါဖျားရှိခိုးကြောင့်နိုင်ရန်ဖြူဖြူတွင်မိသွေးကဲ့ဖြင့်ပုံများရေးတော်သည်သူရေးသောပုံများမှာ များသောအားဖြင့်ဓမ္မဆရာများ ကိုရင်များယဟန်များ၏ပုံသူများဖြစ်၏ပုံအစွဲခံရသူ ပုဂ္ဂိုလ်တို့သည်မိမိတို့၏ပုံသူများကိုကြည်ကာရည်ရည်မော်မော်တတော်တော်ဖြစ်၍နေကြရလေသည်ထို့သောဓမ္မဆရာတဦးကမူသူ၏ပုံသူကိုရေးရပါမည်လို့ဟုဒေါသအမျက်ချောင်းချောင်းထွက်လျက်ဖုံတော်ကြီးကိုတိုင်တန်းလေတော်သည်တို့ရရင် ဖုံးတော်ကြီးကပြုံး၍"အော်၊ तू ကပုံစွဲဝါဒနာပါတကော သူ့ဝါသနာကို ပါရမီဖြည့်ရပြီမှာပေါ့ဟုဆိုကလစ်ပီအားပုံစွဲခြင်းနဲ့ဆက်ဆိုင်သောအလုံများကိုစတင်ခိုင်းစေလေတော့သည်လစ်ပီလောက်ရသောအလုံများမှာကျောင်းပိရိကတ်တိုင်းရှိ ကျန်းစာအုပ်များတွင်ပါဝင်သောစာများအယုံများကိုရေးကူးရခြင်းဖြစ်လေသည်လစ်ပီဤလက်ရသည်တစ်နေ့ထက်တစ်နေ့ပြောင်မြောက်၍လာလျာဖုံးတော်ရေးသည်ဆေးဖြူတုတ်ထားသောနယံတစ်ခုကိုပြ၍အဲ့ဒီအပေါ်မှာ ဇက်ဆောင်ခဲတဲ့ပကြီးကရေးစံဟုခိုင်းစေလေတော့သည် လစ်ပီသည် အမိတ်အတိုင်းဇက်ဆောင်ခင်းကပကြီးကားများကိုရေး၏သူ၏ပကြီးကားတဲ့တွင် တမန်တော်များပါရှိ၏တမန်တော်များ၏မျက်နှာများမှာကြောင်းရှိကိုရင်ကြီးများဓမ္မဆရာများ၏ပုံသူဖြစ်၍နေလျာအားလုံးကပင်ရီရီမောမောနှင့်လစ်ပီ၏လက်စွမ်းကိုချီးကျူးကြရလေသည် အသက်15နှစ်အရွယ်သို့ရောက်သောအခါလစ်ပီသည် ခရိယံကိုရင်ဝိယ၏သို့သော18နှစ်တို့ရောက်သောအခါသာသနာဝန်ထမ်းဘဝကိုမပျော်ပိုက်ပဲရွာသူဓလေ့ကိုသာနှစ်သက်သူဖြစ်သည့်အတွက်လိန်ပြန်လိုက်လေသည် တနေ့တွင် လစ်ပီသည်မိษွေအချိုးနှင့်အတူပင်လယ်တွင်သို့အပျော်လှည့်စီးထွက်၏ထိုအခါ၌အာရက်အနှွေမူးလူမျိုးပင်လယ်တများများသည်လစ်ပီတို့၏လေကိုဝင်၍စီးကလူအလုံးကိုဖမ်းဆီးခေါ်ဆောင်၍တွားလီတော်သည် ထို့နောက် တန်ချီချင်းများခတ်၍အာဖရိကတိုက်မြောက်ပိုင်းသို့ကြော်များဖြစ်ဖြစ်ခေါ်ဆောင်သွားခြင်းကိုခံရ၏လစ်ပီသည်ကြုံဘဝဖြင့်အတန်ကြာအောင်ဆေးရဲပင်မစွာနေရပြီးနောက်တနေ့တွင် လစ်ပီသည်သူဖားခင်၏ပုံသူကိုမီးသွေးခဲဖြင့်နယံတွင်ရေးဆွဲမိလေသည် ထိုပုံသူ၏အကြောင်းသည် အခြားသောကြေးကြော်များမှတဆင့်တခင်၏နားသို့ပောက်၍သွား၏မွတ်စလင်ဘာသာဝင်တခင်သည် သူ့ကြုံလစ်ပီး ရေဆွဲသောပုံကိုမြင်ရသောအခါ၌သဘောကြကြီးကြွေသွား၏ထို့ကြောင့်လစ်ပီအားတန်ကျိုးတန်ချီခြင်းများဖြုတ်ခွင်ပေးလိုက်ပေသည်လစ်ပီက သူ့တခင်မိသားစုကို စီစည်းဖြင့်ပုံတူရေးဆွဲ၍ပေးလျာများမကြမီတခင်ဖြစ်သူကလစ်ပီအားလုံးဝလွတ်လပ်ခွင့်ပေးပြီးအီတလီပြည်သို့အရောက်လိုက်၍ပို့လိုက်ပေသည်လစ်ပီသည် နေရင်းစာတီဖလော်ရင်မြို့သို့ပြန်၍ရောက်လာ၏ ်ထိုအခါတွင်ဖျားဝတ်ကြောင်းနယံများ၌ဘာသာရေးဆက်နီးပတ်ပကြီကားများကိုရေးကာအတံမွေးဝမ်းကြောင်းရှာဖွေရ၏ငွေကြေးချမ်းသာသူမိသားစု တစုဖြစ်သောမဟာနွယ်မယ်ရီစီမိသားစုတို့ကချီးမြောက်ကအားပေးသဖြင့်လစ်ပီသည်တချိန်တိုးနမဲကြောကြား၍လာလေတော့သည် လစ်ပီသည်ဖလော်ရင်မြို့မှ ပရာဒိုမြို့သို့ပြောင်းရွှေ့နေထိုင်၏ထိုအခါ၌ပရာဒိုမြို့ရှိ ရှင်မာဂရီတာမေတီလာယင်ကျောင်းမှာအကြီးကဲတီလာရှင်ကြီးကလစ်ပီအားမေတီလာယင်ကျောင်းနေရရှိဖះဆောင်တွင် နောက်ခံပကြီးကားတကားရေးဆွဲပြီးရန်ငားရမ်းလိုက်လေတော့သည် လစ်ပီက ကျွန်တော်မေရိုမာရီရဲ့ရုပ်ပုံကို ရေးရမယ်ဆိုရင်စံပြမယ်တယောက်ရှိမှဖြစ်မယ်ဟုအရေးဆို၏ဤကဲ့သို့အရေးဆိုခြင်းမှာ အခြားကြောင့်မဟုတ်ပေလစ်ပီသည်မေတီလာယင်အဖြစ်ကို ခံယူရန် ကျန်းစာများကိုတင်အံ့၍နေရာစဲဖြစ်သောတီလာရှင်ပေါ့ဆာကလေးများအနက်မှ လူကရီရှားဘူတီအမည်ရှိတီလာရှင်ချောချောလေးတယောက်ကို မျက်စိကြား၍ထားသောကြောင့်ဖြစ်လေသည်လူကရီရှားအားစံပြမယ်အဖြစ်ဖြင့်အသုံးပြုမိဟုလစ်ပီကပြောသောအခါတီလာရှင်ကြီးသည်တမတက်ချက်မတက်ကန့်ကွက်လေတော့သည်လစ်ပီမှာဤအချိန်၌ဗကြီးဆရာမြတာမကသည်ဤတီလာရင်ကျောင်း၌ ဓမ္မဆရာရာလူကိုလည်းရွေထား၏ထို့ကြောင့်လိပီကစံပြမယ်မရှိလင်မေရော်မာရီ၏ပုံကိုဆွဲ၍ဖြစ်နိုင်မည်မဟုတ်ဟု အကြက်ကိုင်းသောအခါသီလရှင်ကြီးသည်ရှော့၍ပေးရလီတော့သည်လူဂရီရှားသည် ညီငွေပွေရာကောင်းလာသောမေသီလရင်ကျောင်း၌နေရသည်ကို စိတ်ပြတ်နေသူဖြစ်၏စီကံများကြက်တဲလွန်လာသဖြင့်လူဂရီရှားသည်လွတ်ပေါက်ကိုရှာနေသူဖြစ်လေသည်လူဂရီရှားတို့ညီမနှစ်ယောက်သည် ဖခင်ကြီးကွယ်လွန်သောခါ၌အမျိုးများကပို့သဖြင့်ဒီလာရင်ကြောင်းသို့မရောက်ချင်ပဲရောက်၍လာရသူများဖြစ်လေသည်ခေါင်းဝန်အပြာလေးကိုဝတ်၍စံပြရသောအခါ၌စိတ်ပြိုမြင့်သော လူကရိရှာမှပျော်၍မဆုံးတော်ပြီလစ်ပီမှလည်းရွှေရောင်တောက်နေသော လူကရိရှာ၏သပင်များကိုဆုတ်ချက်တက်ရင်လူကရိရှာ၏အလှတွင်ရင်မူးတရံရင်မူးလာလေတော့၏တနေ့တွင် လူကရီရှားကတီတီလာရှင်เจ้าမှာနေရတဲ့ဘဝဟာညီငွေ့ကြကြီးပါရှင်ဟုညင်းညင်းညူညူလစ်ပီအားပြောတော်သည်ဤတွင်လစ်ပီကလည်းကျုပ်လည်းညင်းငွေ့တာပါပဲမင်းအဖို့မှာဆိုရင်မင်းရဲ့အလှကိုဒီတီလာရှင်เจ้าဝင်းထဲမှာဖွက်ထားမသိဘူးမင်းကငယ်သေးတယ်ပြုံမြင့်နုနယ်သေးတယ်အဲ့ဒီတော့ကလူဘဝကိုအရသာဆုံးအောင်ခံစားပါအောင်ကွယ်ဟုပြန်၍ပြောလိုက်လေသည် ပကြီးရင်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 းနှစ်ပင်လစ်ပီသည်စံပြမယ်တီလာရှင်ပေါ့ဆာလူကရိရှာဤပေါ်၌မေတ္တာစိတ်ကိုမထိန်နိုင်မသိမ့်နိုင်ဖြည့်၍လာရတော့၏ထို့ကြောင့်တနေ့တွင် လူပြက်၍နှစ်ယောက်ချင်းရှိသည့်ခဏ၌လစ်ပီသည်စံပြမယ်တီလာရှင်ကို ပွေးဖက်ကာလူကရိရှာ၏မင်းငါတိတ်ပြီးတော့ချစ်နေပါပြီကွယ်ငါနဲ့အတူတူဒီတီလာရှင်เจ้าကထွက်ပြေးကြပါစို့ငါမင်းကိုစောင်းရှောက်မယ် ငါမင်းကိုအိုးနဲ့အိမ်နဲ့ထားပြီးလွတ်လပ်ရေးရအောင်စောင့်ခြင်းမရစေကွယ်။ဟုချီရေးဆိုလေတော့သည်လူဂရိရှာသည်အကြီးကျယ်တုံလှုပ်သွားရန်ကဘယ်နဲ့လုံမလဲရှင်။ကျမဟာသီလရှင်လုံမယ်လို့ဂရီစကားတွေပေးထားမိနေပြီ။သို့တော်လစ်ပီကဒီဂရီစကားတွေကမလွန်သေးပါဘူးကွယ်။မင်းသီလရှင်အစ်စ်မှမဖြစ်သေးပဲ။ကပန်းကျိုးပွဲတော်နေကြရင်မင်းတို့စီတမ်းပြီးလှည့်ကြရမယ်မဟုတ်လား။အဲ့ဒီတော့ကစသဖြင့် အကြံဉာဏ်ပေးလိုက်လေတော့သည်ကပန်းချိုးပွဲတော်နေမှာကမေတော်မာရီကောင်းငင်ဘုံသို့တက်ကြွာရ၌ခါမကပန်းချိုးသည်မြေပြင်ပေါ်သို့ပြုတ်ကျကြံခဲ့၏ထိုကပန်းချိုးမှာဂျာရုစင်မြို့၌ရှိနေခဲ့ရာ သာသနာရေးစစ်ပွဲ သူရဲကောင်းတဦးကယူဆောင်ခဲ့ပြီးပရာတိုမြို့ဘုရားရှိခိုးကျောင်း၌တင်ထားကိုးဝယ်လျက်ရှိကြသောကပန်းချိုးဖြစ်လေသည်ကပန်းချိုးပွဲတော်နေ၌တစ်မျိုးလုံးမှာ တောကလူများတက်လာကြသဖြင့်စူးစူးညံ့ညံ့ဖြစ်နေ၏စီကား၍နေ၏မဲတော်မာရီ၏ကပန်းချိုးကိုအခမ်းအနားနှင့်မြို့ထဲတွင်လှည့်လာသောအခါ၌လူကရိရှားသည်တီလရှင်များနှင့်ရောနှော၍စီတန်းလှည့်လေရာတွင် ပါ၍လာလေတော့သည်လစ်ပီနှင့်ချင်းဆူထားသောနေရာသို့ရောက်သောအခါတွင်တီလရှင်ပေါ့ဆာကလေးသည်ချစ်သူပကြီးစရာ လစ်ပီ၏နောက်သို့ကောက်ကောက်ပါအောင်လိုက်ပြေးလေတော့သည် လူများကြိတ်ကြိတ်တိုးစီကားနေသဖြင့်လူဂရီရှာလက်ထွက်သွားသည်ကိုမိသူများမသိလိုက်ကြပေလူဂရီရှာလက်ပြီနောက်သို့လိုက်သွားပြီဟုသောသတင်းဆိုကြီးပြန့်၍သွားသောအခါ၌ဒီလရှင်ကျောင်း၌တတိုင်းလုံးမှာအချက်တကွဲကျိုးနေဖြစ်ရလေတော့သည် သာသနာရေးအရာရှိများကလည်းလူဂရီရှာနှင့်လက်ပြီတို့အားအပြင်းထန်လိုက်ရန်ရှာဖွေကြ၏တွေ့သောအခါ၌လူဂရီရှာမှာတိလရှင်ကျောင်းသို့ပြန်လိုက်သွားရလေသည် သို့သောသူ့အချစ်ကိုကလက်လော့မခံပဲသီလရှင်အစစ်လောက်ရန်ခေါင်းမာမာနှင့်ညှင်းဆန်၍နေလီတော့သည်ဓမ္မဆရာယာရုကိုယူ၍ထားသူလစ်ပီကလည်းအလျှော့မပေးပဲလူဂရိရှားနှင့်နီးဖို့ကိုသာစ조사နေ၏နောက်ဆုံး၌မဟာနွယ်မယ်ရီစီမီသားစုတို့၏ဩဇာကြောင့်ပုံယဟန်မင်းကြီးဒုတိယပိုင်းရက်သည်လူဂရိရှားနှင့်လစ်ပီတို့၏ဘာသာရေးဂရီစကားများကို ဖြက်ခွင့်ပေးကလက်ထက်ခွင့်ပြုလိုက်ရလေတော့သည်လစ်ပီတို့လင်မယားသည် ပရာတိုမျိုး၌ပင်ဆက်လက်နေထိုင်ကြ၏လစ်ပီသည်ဖျားရှိခိုးကြောင်းနယံကပ်ပကြီးကားများကိုရေးဆွဲက အသက်မွေး၏မကြမီလူကရိရှာ၌တားကလေးတယောက်ထွန်းကားလာလေသည်မိခင်နှင့်တားတို့ကိုစံပြစေလျက် လစ်ပီသည် မေရိုမာရီနှင့်တားတော်ယေရှုတို့ပုံပကြီးကားကို ရေးဆွဲခဲ့လေသည် လစ်ပီအီတာဖီလီပီနိုသည်လည်းကြီးပြင်းလာသောအခါ၌ပကြီကျော်ကြီးတူဖြစ်၍လာ၏မကြမီတမိကလေးထွန်းကားလာပြန်၏ဤအချိန်တွင် စပိုလီတိုမျိုးဖျားရှိခိုးကြောင်း၌ဘာသာရေးဆက်ဆုံပကြီကားများရေးရန်ကန်ထရိုက်အလုပ်ကိုလစ်ပီရလေသည် လစ်ပီသည်တားသမီးများကို အာရပါရနန်းကဝမ်းသာရှင်ပြုံးသောမျက်နှာဖြင့်လူကရီရှာအားနှုတ်ဆက်ရင်း စောင်းကြရင်ငါပြန်လာမှာပါကွာမပူပါနဲ့ဟုမှားကြသွားသည်ဤတိုးတော်လက်ပီသည် ပရာတိုမျိုးသူပြန်၍ရောက်မလာတော့ပင်အဘဲကြောင့်ဆိုသောအကောင်းဆုံးပကြီးကားကြီးများကို ရေးဆွဲနေစေတန်းလန်း၌လက်ပီသည် စပိုလီတိုမျိုး၌ရုတ်တရက်လေးဖြတ်သောယောဂဖြင့်အနှိမ့်စာရောက်၍သွားတော့ကြောင့်မီတီနားဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။